ဒါကတော့ဒုတိယပိုင်းအနေနဲ့ပေါ့နော်ဒီဟိုဒုတိယအမဖြစ်တဲ့အဖိုးဦးနာအောင်ရဲ့ဒုတိယအမပေါ့နော်ဒုတိယဒီအကိုအမတယောက်ယောက်ပဲကျမတို့အတိအကျမသိလိုက်ဘူးပေါ့နော်နာမည်အဲ့တော့သူ့ရဲ့ဒုတိယသာသမီပေါ့ဒုတိယသမီဒီဒုံငွေနဲ့အမျိုးသားနာမည်ကတော့ဥပန်းခိုင်ဖြစ်ပါတယ်ရှင် ီးတဲ့အခါကျတော့ဥပန်းခိုင်တုံးငွေနှင်းရဲ့ဒါပေါ့နော်ဒါသမီးကတော့၃ယောက်ရှိပါတယ်ဒါကတော့နံပါတ်၁ဦးချစ်မောင် နောက်တော့ဒေါ်မြမေနဲ့ဒေါ်မြချစ်ဆိုပြီးတော့ရှိပါတယ်ရှင်အဲဒေါ်မြချစ်ရဲ့ဟိုအမျိုးသားကတော့ဦးလုံးခိုင်ဖြစ်ပါတယ်ရှင်အဲ့တော့ဒေါ်မြချစ်နဲ့ဦးလုံးခိုင်မှာလည်းဒါသမီး၄ယောက်ရှိပါတယ်ဒါကတော့နံပါတ်1ကတော့နိုင်ဆိုသိန်းအမျိုးသမီးကမိခင်လေးမြိုင်ခင်အေးမူမင်းဆိုဝင်း မင်းဆိုဝင်မင်းညင်ညီဆိုနဲ့မိဆန္ဒအမျိုးသားကတော့မင်းအောင်ကျော်ဆို ဆိုပြီးတော့ရှိပါတယ်ရှင်အဲ့တော့ဒေါ်မြတ်ချစ်ရဲ့ဒုတိယသမီးဒုတိယအာဒီဒေါ်မြတ်ချစ်ရဲ့ဒုတိယသမီးဟိုဟာတာတော့နိုင်ခင်မောင်နဲ့မိတင်တင်စိန်ပေါ့နော်မိတင်တင်စိန်ကတော့အမျိုးသမီးပေါ့နော်အဲ့တော့နိုင်ခင်မောင်နဲ့မိတင်တင်စိန်မှာလည်းထပ်ပြီးတော့သာသမီ၃ယောက်ရှိပါတယ်။ကျော်စောလင်းထွန်းထွန်းနဲ့မျိုးသူရပါချရီခါဆာ။အဲ့တော့မျိုးသူရပါချရီမျိုးသူရရဲ့ အာပြီးလို့ရှိရင်ဇနီးကတော့ပါချရီခါဆာပါချရီခါဆာနဲ့မျိုးတူရရဲ့ဟိုတမီးကြတော့နန်ချရာခမျိုးပေါ့နော်ဒါရှိပါလေရှင့်အဲ့ဒီတော့ကနောက်ထပ်ပေါ့နော်ဒီဒေါ်နိုင်ဆိုးသိန်းနဲ့နိုင်ဆိုးသိန်းနဲ့ဒေါ်အာမိခင်လေးမြန်ရဲ့၄ရောင်မြောက်ပေါ့နော်၄ရောင်မြောက်တမီးကြတော့ဒေါ်နီလာခင်ဖြစ်ပါတယ်အမျိုးသားကတော့ဦးထွန်းသိန်းဖြစ်ပါတယ်ရှင် အဲ့တော့ဥထုံးသိန်းနဲ့ဒေါ်နီလာခင်ကနေပြီးတော့သာသမီ၄ယောက်ရှိပါတယ်အဲ့ဒါကတော့ဖြိုးမင်းသိန်းအောင်ဖုံးမြတ်နဲ့မင်းတင်အောင်နဲ့ဒေါ်နီလာအောင်ဖြစ်ပါတယ်ရှင့်အဲ့တော့ဒီအဲဒါပြီးွားတဲ့ခါကျတော့နောက်တစ်ယောက်အနေနဲ့ဒီနံပါတ်9233ပေါ့နော်ဒါကဒီဒုံွေနှင်းနဲ့ဥပန်းခိုင်ရဲ့တတရမြောက်သားဖြစ်သွားတယ်ဒါကတော့နိုင်ညိုသိန်းနဲ့မိလာကြီးပေါ့နော်မိလာကြီးကတော့ဇနီး ဲ့တော့နိုင်ညိုသိမ့်မီလာကြီးမှာ သားသမီးဒီ9ယောက်ရှိပါတယ်အဲ့ဒါကတော့မိအေအေမွန်အမျိုးသားကနိုင်မောင်မောင်အဲ့ဒီမှာသားသမီးမိအေမွန်နဲ့နိုင်မောင်မောင်ရဲ့သားသမီး2ယောက်ရှိပါတယ်မိတီမွန်နဲ့မိအေချမ်းမွန်ဖြစ်ပါတယ်ပြီးတော့ဒုတိယသားကတော့မင်းမင်းထေခင်သေးမွန်မင်းမင်းထွေးနဲ့အေအေနွယ်အမျိုးသားကရဲထွန်းကျော်ဖြစ်ပါတယ်ရှင်အဲ့ဒီတော့ဒီနိုင်ညိုသိမ့်ရဲ့9ယောက်မြောက် သမီးအေးအေးနွယ်နဲ့ရဲထွန်းကြော်မှာကြတော့သားသမီးနှစ်ယောက်ရှိပါတယ်ဒါကတော့တင်စာခိုင်နဲ့ဝီယန်ထွန်းဖြစ်ပါတယ်ရှင်ဒီတော့ကျမအခုနောက်ထပ်ထပ်ပြီးတော့ပြောမယ်နာနှစ်နှစ်၃လအဲ့ဒါကတော့ဒေါ်တင်တင်နဲ့အမျိုးသားကတော့နိုင်မြောင်ဖြစ်ပါတယ်ဒါဒီအမိတော်များချစ်ရဲ့ဦးလုံးခိုင်ရဲ့သားသမီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒေါ်တင်တင်ခိုင်ကနေပြီးတော့မွေးလာတဲ့ဟိုသားသမီး၃ယောက်ရှိပါတယ်ဒါကတော့မျိုးကြွကြော်ဇနီးနူးနူးနိုင် ိုဝေမျိုးပြီးတဲ့ခါကျတော့နီလာမျိုးအမျိုးသားနာမည်ကမင်းတိုးနိုင်ဖြစ်ပါတယ်ဒီတော့နီလာမျိုးနဲ့မင်းတိုးနိုင်ကနေပြန်မွေးလာတာကတော့ဤဖြိုးတူနဲ့တန်စင်ထူးနဲ့ဝီလျံဖြိုးဖြစ်ပါတယ်ဒီတော့နောက်ထပ်ဒေါ်တတင်နဲ့နိုင်အောင်မြင့်နဲ့မွေးလာတဲ့၄ယောက်မြောက်တော့သမီးတီမျိုးမျိုးဤဖြစ်ပါတယ်အမျိုးသားကတော့အောင်အောင်နိုင်ဖြစ်ပါတယ်ရှင်ဒါကတော့ခုနကကျွန်မပြောတဲ့အာဒီသူတို့ပြီးတဲ့ခါကျတော့ဒီနာနှစ်နှစ်၃လေးလေးတစ်ပေါ့နော်ဒီဟာကတော့ ဒီနာနှစ်နှစ်3လေးလေးစ်ကဒေါ်မျိုးမျိုးဤနဲ့အောင်အောင်နိုင်ဦးအောင်နိုင်နဲ့မွေးတာကြတော့မင်းအော့ချန်ဖြစ်ပါတယ်ရှင်ဒါကတော့အရှိတတုပ်ပေါ့နော်ပြီးတဲ့ခါကျရင်ဦးကျော်နဲ့ဒေါ်ဖြူကနေပြီးတော့နောက်ထပ်ဆင်းလာတဲ့မီးတွေပေါ့နော်အဲ့ဒီဟာကတော့ဗာလဲဆိုရင်အာနာနှစ်နှစ်3 5ပေါ့နော်အဲ့ဒါအဦးကျော်နဲ့ဒေါ်ဖြူရဲ့သားသမီးတဲမှာဒေါ်ဝင်းရှိန်နဲ့အဲဒေါ်ဝင်းရှိန်ရှိမယ်နံပါတ်6ရောက်မြောက်ဒီဦးစိုးမြင့် ဇနီးကတော့မိတ္တင်ရွှေပါအဲ့တော့ဥဆုံမြင့်နဲ့မိတ္တင်ရွှေမှာလည်းသာသမီနှစ်ယောက်ရှိပါတယ်အဲပထမသမီးကအေးအေးတီအမျိုးသားကတော့စိုးဝင်မင်းဖြစ်ပြီးတော့ဒုတိယကတော့စိုးပိုင်လင်းဖြစ်ပါတယ်အဲ့တော့ဒီအာဒုတိယမြောက်ဖြစ်တယ်ဒီပေါ့နော်ဟိုနဒီဒုတိယမြောက်မှာနနှစ်နှစ်လေးပေါ့နော်နနှစ်နှစ်လေးဒွန်များတင်ဆိုတာကတော့ဒီဥလူကျော်ရဲ့ညမပေါ့နော် ဒါကတော့မရှိတော့ဘူးပေါ့နော်သူအမျိုးသားလည်းမရှိဘူးပေါ့နော်ဒါအဲ့လိုမျိုးရေးထားပါတယ်ပြီးတဲ့အခါကျတော့ဒွန်များတင်ပြီးလို့ရှိရင်နောက်ထပ်ဒီနာနှစ်3ပေါ့နော်နာနှစ်3ရဲ့အမ်ညီမကြတော့ဒီနာနှစ်3နာနှစ်3ဆိုတာကဒီဥလူကျော်ရဲ့ဒုံငွေနှင်းရဲ့ကနာနှစ်သစ်နှစ်နှစ်ပေါ့နော်ဒီခုနကပြောတဲ့ဒုတိယမြောက်အမရဲ့သမီးနှစ်ယောက်ဒါကတော့နှစ်3ကတော့ ၃ယောက်မြောက်ပေါ့နော်ဒါကတော့ဥစုဖြစ်တယ်ပြီးရင်နှစ်၄ကတော့ဥအုံးရွှေနဲ့ဒေါ်ကွန်ပဲဖြစ်ပါတယ်ဒီတော့ဒါကတော့ဒုတိယမြောက်အမရဲ့သာသမီမြေမြေဆက်ပေါ့နော်အဲ့တော့နောက်ထပ်တတိယမြောက်အဖိုးဦးနောက်အောင်ရဲ့တတိယမြောက်အမရဲ့နာမည်ကတော့မိထော်ကေးဖြစ်ပါတယ်မိထော်ကေးရဲ့အမျိုးသားနာမည်တော့မသိပါဘူးအဲ့တော့မိထော်ကေးကနေပြီးတော့မွေးလာတဲ့ပထမသမီးသာသမီကအမည်တော့မသိဘူးအဲ့ဒီသာသမီရဲ့သာသမီကျတော့ဦးဆန်ရွှေကတိုးဖြစ်ပါတယ် အဲ့တော့ဥဆန့်ရွှေကတိုးကနေမွေးလာတာကတော့အာဥဆိုမြေ .aa တစ်ပေါ့နော် .aa တစ်ကတော့ဇနီးပေါ့နော်ပြီးတော့ဒီမိထော်ကြီးကနေပြီးတော့ဒုတိယတယောက်မွေးလာကြတော့နိုင်ချုပ်ဖြစ်ပါတယ်နိုင်ချုပ်ဇနီးအာ .th ွေးပေါ့နော်နိုင်ချုပ်နဲ့ .th ွေးတို့ရဲ့မွေးလာတဲ့သားသမီး၄ယောက်ရှိပါတယ်ဒါကတော့ဒေါ်မယ်ချစ်ဥအုံးမြိုင်ပေါ့နော်အဲပြီးလို့ရှိရင်ဥထွန်းလှိုင် .aa ညာဥအုံးမောင်အာဇနီးကတော့ဒေါ်ထားရှင်နဲ့ဥခင်တန်း အဒေါခင်တန်ဥဆန်သူဥပလုတ်ပေါ့နော် sorry အဲအဲ့တော့ဥထုံးမြင့်နဲ့ဒေါညွန့်ကြည်ပေါ့နော်ဒီလေးယောက်ဖြစ်ပါတယ်နောက်တစ်ခုမိထော်ကြီးရဲ့၃ယောက်မြောက်ตาကြတော့နိုင်လုတ်ဖြစ်တယ်နိုင်လုတ်ရဲ့ตาကြတော့ဥမောင်ရွာတကြီးဝင်းကျန်သူပေါ့နော်အဲ့တော့ဥမောင်ရွာတကြီးရဲ့သမီးကြတော့ဒေါ်ဖွားတင်နဲ့ဥအောင်တွင်ပေါ့နော်အမျိုးသားအဲ့တော့ဒေါ်ဖွားတင်တွင်ကနေပြီးတော့မွေးတာဒီဥမြတောင်ဇနီးတော်အောင်ကြီးဘုံမူမေအောင်တွင်နဲ့ဥဖုံးညံ ဒေါ်မြားစိန်ဦးဆန်လွင်ဒေါ်ခင်ခင်လှဒေါ်ခင်လှဖြစ်ပါတယ်အဲ့တော့ဦးဆန်လွင် ကနေပြီးတော့ပြန်မွေးလာတဲ့သားသမီး6ယောက်ရှိပါတယ်ဒါကတော့အေးအေးမော်ဦးရဲလွင်မတ်ထေးထေးမတ်ထေးလွင်တန်းမောင်လွင်ခကွန်ကလေးဦးမြားလွင်နဲ့ဘာဘူးဆိုပြီးတော့ရှိပါတယ်ပြီးတဲ့အခါကျတော့ဒေါ်ဆုစုလွင်ပေါ့နော်ဒါ6ယောက်မြောက်ပြီးလို့ရှိရင်ဒီဒေါ်ဖွားတင်ကနေပြီးတော့အဲဒေါ်ဖွားတင်ရဲ့အောက်ကပေါ့နော်နောက်ထပ်တယောက်အနေနဲ့ထပ်ပြီးတော့ရှိတာကတော့ ငါးယောက်မြောက်ပေါ့နော်တော်ဖွားတင်ရဲ့သမီငါးယောက်မြောက်သမီဒီမိကရင်ဖြစ်တယ်အမြင့်မြင့်တန်းဖြစ်တယ်ပေါ့နော်နောက်၆ယောက်မြောက်ဒီခင်မိုးတွင်ဖြစ်တယ်ဘေဘီဖြစ်ပါတယ်ရှင့်အဲ့တော့အာဒီတတယမြောက်အမရဲ့နောက်ထပ်သားတယောက်ပေါ့နော်ဒီအာ33အာ2ပြီးတော့333ရဲ့2ပေါ့နော်အနောက်ထပ်သားတယောက်ကတော့ဥဒွေဖြစ်ပါတယ်။အဥဒွေရဲ့သားသမီးတွေဒီဒေါ်ဖွားညွန်ဒေါ်ဒေါ်ရင်မအီဥကိုစိန် နိုင်စံတူနဲ့ဥသိန်းစံဖြစ်ပါတယ်ရှင့်အဲ့ဒီတော့နောက်ထပ်ဒီနာ333မိထောမိအနိုင်လုံနိုင်လုံနိုင်လုံရဲ့ဒီအောက်ကနေပြီးတော့နိုင်လုံရဲ့သားသမီးတွေကြတော့ဒေါ်ပေနဲ့ဒေါ်ပန်းဖြူတို့ဖြစ်ပါတယ်ရှင့်အဲ့ဒီတော့ဒီနာ34မိခွေဒါကကြတော့နာ3ဟိုနာ3ဖြစ်တဲ့3အာ3ယောက်မြောက်အမကနေပြီးတော့မွေးတယ်4ယောက်မြောက်အဖွားကမင်းနာမည်ဒီမိခွေ ပြီးတော့အဲ့ဒီအဖွားရဲ့အသားသမီးတွေဒီဦးသိန်းဖေဦးရွှေလေးနဲ့ဦးတီဖြစ်ပါတယ်ရှင်ဒီတော့ဒီသုံးယောက်မြောက်အဖွားရဲ့အာအာပြီးတော့အခါကျတော့ဒီသုံးယောက်မြောက်အဖွားရဲ့လေးယောက်မြောက်သားသမီးကျတော့နိုင်ကမတ်တော်ဖြစ်တယ်ဇနီးကတော့ရွှေကွန်းတူပေါ့နော်အနိုင်ကမတ်တော်ရဲ့သားသားသမီးကျတော့ဒေါ်မာဒေါ်တန်းတင်ဒေါ်တန်းခင်ဒေါ်တန်းမေတို့ဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟိုနောက်တစ်ခုကျတော့ နောက်ဒါကတော့၃ယောက်မြောက်ပြီးွားတယ်အဲ့တော့၄ယောက်မြောက်ဒီဥနာအောင်ကိုတိုင်အဖိုးကိုတိုင်ဖြစ်ပါတယ်အဖိုးကသဒုထမြောက်သားဖြစ်တဲ့အတွက်ကြောင့်မို့၄ယောက်မြောက်အဖိုးဥနာအောင်မှာဆိုရင်ဇနီးက၅ယောက်ရှိပါတယ်ဒါကတော့အာ၅ယောက်ကတပြိုင်တည်းမဟုတ်ဘူးเนาะအထင်မမားစေချင်ပါဘူးအဲဇနီးတွေဆုံးပြီးတော့မှနောက်အင်အောင်ပြုတ်ရင်းနဲ့ပြင်ပြန်ဆုံးတဲ့အဖိုးရဲ့ဟိုကံပေါ့เนาะအဲ့တော့ပထမဇနီးဒီမိရွှေမုံအဲမိရွှေအုံမိစာဦးမောင်နှမတွေဖြစ်ပါတယ် အတယောက်ပြီးတယောက်ပြန်ပြီးတော့မိဘတွေကပေးစားတာပေါ့နော်ပြီးတော့မိဗျူမိဗျူကလည်းအမျိုးတွေကပဲဖြစ်ပါတယ်ပြီးတော့ဒွန်ငိမ့်မေဒွန်ငိမ့်မေနဲ့ကတော့နောက်ဆုံးမြဲတယ်ပေါ့နော်ဒါပေမဲ့အဖိုးမှာသားသမီးမရှိပါဘူးအဲ့တော့ အဖိုးရဲ့အောက်ကညမမာကတော့မိနာမည်မသိဘူးပေါ့နော်အဲ့တော့အဲ့ဒီညမမာသာသမီ3ယောက်အာသာသမီ3ယောက်5ယောက်ရှိပါတယ်အဲ့ဒါနိုင်ညင်းရဲ့နိုင်စင်ရဲ့မိလှရင်ရဲ့မိလှရင်မှာသာသမီ5ယောက်ရှိပါတယ်ဥတောင်းဖေဒေါ်အေဒေါ်အေမေဥပတောင်းဥမောင်ကလေးဇနီးတော်ငွေလှနဲ့ဥတမောင်ရှိပါတယ်ရှင်ပြီးတော့6ယောက်မြောက်သားကြတော့နိုင်ရွှေပွင့်နဲ့9ယောက်မြောက်ကနိုင်ပန်းအေးဖြစ်ပါတယ်ဒီတော့ဒီစာရွက်စရင်စာရွက်တွေအားလုံးဒီဒါကတော့ကျမတို့ရဲ့အဖိုးဥနာအောင်ရဲ့စရင်တွေ ဖြစ်ပါတယ်ဒီထဲမှာမပါတဲ့သူတွေဒီဒါနောက်တိုးတွေအနေနဲ့ထပ်ထည့်ဖို့အတွက်ကိုကျမကိုဟိုဆက်သွယ်ရမှာပါဒီကျမကိုလာပြီးတော့ဆက်သွယ်ပေးပါရှင်ကျမရဲ့ဖုန်းနံပါတ်ကိုလည်းကျမတင်ထားပေးပါမယ်ကျမကိုဆက်သွယ်ပြီးတော့အာနောက်တိုးစရင်တွေထည့်လို့ရပါတယ်ဒီရွှေမျိုးစရင်တွေကိုကျမကပြုစုနေတာဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးရွှေမျိုးတွေလည်းကျမတို့ရဲ့ဒီဟိုဥနာအောင်ဖျားကို ပြင်ပြီးတော့ဟို ကျမတို့တွေအကုန်လုံးလက်တွေ့ပြီးတော့ဒီအမျိုးစရင်တွေကိုကျမတို့ပြုစုထားခြင်းဖြစ်ပါတယ်ဒီတော့ဒီအမျိုးစရင်တွေထဲမှာမပါတဲ့သူတွေကျမတို့ကိုလမ်းမေးလို့ရတယ်သိချင်တဲ့သူတွေ